အာဆင်နယ်ကလည်းထွက်ခွာတော့မယ်ပါတီဂါနာကိုလည်းအဖြတ်ကစားသမားတောမတ်ပါတီဟာအာဆင်နယ်အသင်းကလည်းထွက်ခွာတော့မှာဖြစ်ကြောင်းဒေးလီမေးကရေးသားခဲ့ပါတယ်32နှစ်အရွယ်ပါတီဟာ2020အောက်တိုဘာကအတ္တလတီကိုကနေအာဆင်နယ်ကိုရောက်လာသူဖြစ်ပါတယ်ပါတီဟာအာဆင်နယ်အသင်းအတွက်ပြိုင်ပွဲဆုံး169ပွဲကစားထားပြီးကိုကူသွင်းုံကကစားရချိန်တိုင်းပြီးဆက်ကစားခဲ့သူပါ ပြီးခဲ့တဲ့2023 24ရာသီမှာဒဏ်ရာပြဿနာတွေကြုံဆုံခဲ့ရပါတယ်။ဒါပေမဲ့မနှစ်ကချန်ပီယံလိဆီမီဖိုင်နယ်တက်ရောက်ခဲ့ရာအဓိကအခမ်းအနားကနေကစားခဲ့တာပါ။ဒါအပြင်မနှစ်ကပရီးမီးယားလိမှာ35ပွဲအထိ ကစားခဲ့တဲ့အပြင်လေကိုးသွင်းယူပြီးဂိုးဖန်နေမှုနှစ်ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။အရွယ်ရလာပြီမဲ့ပါတီကအာဆင်နယ်အသင်းအတွက်အားကိုးနေရဆဲဖြစ်ပါတယ်။ သူ့အနေနဲ့အာဆင်နဲ့ကလည်းဘာကြောင့်ထွက်ခွာမှလဲဆိုရင်စတုတ္ထိကိစ္စတဘောတူညီမှုမရသေးလို့ဖြစ်ပါတယ်။ကျွန်တော်ကအာဆင်နဲ့ဖန်ပါကျွန်တော်ကပဲဘာမှလုပ်ဆောင်လို့မရပါဘူး။အေဂျင့်နဲ့အသင်းတို့ဆောင်ရွက်ရမှာပါ။ကျွန်တော်တူရဲအမြင်ကတော့ဘောလုံးကိုပျော်ပျော်ရွှင်ရွှင်ကစားချင်ပါလေလို့ပါတီကပြောပါတယ်။ဆက်လက်ပြီးတူနာကတ်ကိုဆုံးဖြတ်ရမှာမိသားစုက အခရာကြကြောင်းပြောကြခဲ့ပါတယ်။ ပါတီဟာအာဆင်နယ်အသင်းမှာ900တည်ရှိနေပြီးမေဂျာဖလားမရသေးပါဘူး။မကြသေးခင်က ပါတီဟာဂါနာအကောင်းဆုံးကစားသမားစုကို လက်ခံရဦးခဲ့ပါတယ်။အာဆင်နယ်ဟာပါတီရဲ့နေရာမှာဆိုစီတက်ကဇိုဘီမန်ဒီကိုအစားထိုးဖို့စီစဉ်ထားတာပါ life.